ကားသစ်ဆက်ဆက်တစီရဲ့တောက်ပြောင်နေတဲ့ဈေးသားကိုမြင်လိုက်ရတဲ့ခန်းစားချက်အာဘာနဲ့မှကိုမတူပါဘူးနော်ဒါပေမဲ့အဲ့ဒီတောက်ပေါမှုကဘလောက်ကြာကြာခံမှလဲလမ်းပေါ်ထွက်လိုက်တာနဲ့ကြောက်စရစ်ခေဒီချေရီပြီးတော့နင်းရောင်ကြီးတန်းဒီကောနေဘလို့ကားခွေရမယ်ဆိုတဲ့စိုးရင်စစ်ကချက်ချင်းကိုဝင်လာတက်ပါတယ် ဒါကားပိုက်ရှင်တန်းအတွက်တကယ်ကိုခေါင်းခဲရတဲ့စိန်ခေါ်မှုတစ်ခုပါပဲ။ကိုယ့်ရဲ့တန်ဖိုးထားရတဲ့ကားလေးကိုအစ်စ်အကြိုင်မြန်းနေဖြစ်နေစေချင်ကြတဲ့ကတော့တဘာဝပါပဲ။ဒီနေ့မှာတော့ဒီပြဿနာအတွက်လက်ရှိမှာခက်အမီဆုံးတဲ့အကောင်းဆုံးဖြေရှင်းနည်းတွေကိုလေ့လာကြည့်ကြပါမယ်။ကဲဒီနေ့မှာတော့ကားစစ်သားကားကွယ်ရေးလောကရဲ့ချန်ပီယံမြောက်ကိုထိတ်ထိတ်တွဲဆုံခိုင်းကြည့်ပါမယ်။တစ်ဖက်မှာကရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကိုကာကွယ်ပေးမိသူ။နောက်တစ်ဖက်မှာကတော့ဓာတုပစ္စည်းတွေနဲ့တဘာဝပတ်မှန်ကျင်တန်ကန်ကိုကာကွယ်ပြီးတောက်ပြောင်မှုကိုအထူးကထားတဲ့သူ။ ်သူတို့ရဲ့ပြိုင်ပွဲကိုဆက်လက်ကြရအောင်ပထမဆုံးပြိုင်ပွဲဝင်ကတော့ကားရဲ့ကိုရန်တော်လွန်းတော်တင်စားခိုးလို့ရတဲ့ Pain Protection Film လူသိများတော့ကတော့ PPF ပဲဖြစ်ပါတယ်သူကိုရှင်းရှင်းလင်းလင်းရအောင်ပြောရရင်ကားတဲ့အစစ်မြစ်ညီမညာတုံ screen protector တခုလိုပါပဲဖွေးမျက်နှာပြင်ကိုချိရတဲ့ကနေကားကွယ်တယ်လို့ပဲ PPF ကကားရဲ့ဆေးသားကိုအကာအကွယ်ပေးတဲ့အကြီးအောင် final အလွာတစ်ခုအနေနဲ့အလုပ်လုပ်ပါတယ် ဒီမှာသူရဲ့စွမ်းဆောင်ရည်ကိုကြည့်ရအောင် PPF ကတကယ်ကိုရုပ်ပိုင်းဆိုင်ရာအတိုင်းတစ်ခုလိုပါပဲလမ်းပေါ်မှာကားမောင်းနေရင်ရှိကားကနေလွင်လာတဲ့ကြောက်ခဲလေးတွေ shopping center ကားပါကင်မှာဘေးကကတကားနေမတော်တဲ့ဆာလာရိုက်မိတာမျိုးတွေအသေးအမွှားချစ်ရတွေကနေကောင်းကောင်းကာကွယ်ပေးနိုင်ပါတယ် PPF ရဲ့အကာအကွယ်ပေးနိုင်စွမ်းရည်လျော်ဟွေချက်ကသူရဲ့အထူပါပဲ150ကနေမက်ခရိုနီယာအထိထူတာကြောင့်ရလာတဲ့အထိခိုက်မှုတွေကိုသူကစုပ်ယူလိုက်ပြီး အောက်ကတကယ့်စေတာအစစ်ကိုဘာမှမထီအောင်ကာကွယ်ပေးထားနိုင်တာပါ။ဒါကတော့ PPF ရဲ့ Amic Song Feature လို့ပြောလို့ရတယ်။သူမှ self healing သူ့အလိုလိုပြန်ကောင်းနိုင်တဲ့အစွမ်းရှိတယ်။ကာစရင်ဖြစ်တတ်တဲ့ swirl mark လို့အမြန်ရသေးသေးလေးတွေဟာနေပူထဲမှာကာရက်ထားရုံနဲ့ဒါမှမဟုတ် heat gun နဲ့အပူလေးပေးလိုက်ရုံနဲ့သူ့အလိုလိုပြန်ပြောက်သွားမှာတယ်။တကယ်ကိုမော်ဖက်ညလိုပါပဲ။ကဲကိုရန်တော် PPF နဲ့တော့တွေးပြီးသွားပြီအခုဒုတိယပြိုင်ပွဲဝင်နေမိတ်ဆက်ပေးပါစီ သူကတော့ကားရဲ့အလာဒိုးမြင့်ပေးစုဖတ်တဲ့ဆရမက်ကိုတင်ပါပဲသူကကြတော့အမြဲလန်းခန့်နဲ့ရေလုံးဝမတင်တဲ့အစွမ်းထက်ကာဘိုဒီဝက်စ်မျိုးလိုတွေးကြည့်လို့ရပါတယ်သူကအရေးပိုလီမာတစ်မျိုးဖြစ်ပြီးစေးသားရဲ့အပေါ်ဆုံးအလွှာမှာဓာတုပေတာနီးနဲ့ခိုင်မြဲစွာပေါင်းဆက်သွားပြီးမာကြောတဲ့အကောက်ွယ်အလွှာတစ်ခုကိုဖန်တီးပေးတာပါဆရာမီကိုတင်ရဲ့အထူးကအားတချက်ကတော့ဓာတုဆိုင်ရာနဲ့ပတ်ဝန်းကျင်ဆိုင်ရာတန်တွေကနေကောက်ွယ်ပေးရပါ နေရောင်ကြီးဆုံးဆေးရောင်မိန်တာ ငှက်ချေးတို့မျိုးဓာတုအစွမ်းထင်းတွေဆွဲတာမျိုးတွေကိုကောင်းကောင်းကာကွယ်ပေးပါတယ်။ဒီမှာ PPF နဲ့အထူးကကွာခြားချက်ကိုတွေ့နိုင်ပါပြီ။ Ceramic coating ဟာတမိုက်ခရွန်ကနေ3မိုက်ခရွန်လောက်ပဲထူပါတယ်။အရန်ကိုပါလွာတာပါ။ဆိုတော့သူကရုပ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကိုကာကွယ်ဖို့အတွက်ထုတ်လုပ်ထားတာမဟုတ်ပဲမျက်နှာပြင်အရည်အသွေးကိုမြင့်တင်ပေးဖို့အတွက်သာဖြစ်ပါတယ်။ Ceramic coating သုံးထားတဲ့ကားပိုင်ရှင်နဲ့အခြေဆုံးချက်ကတော့ဒါပါပဲ။ကားကအမေရန်ကြောက်ပြောင်နေပြီး ရေလောင်းချက်လက်ရင်ရေတွေကပလဲလုံးလေးတွေလိုလိမ်ဆင်းသွားတာမို့ဖုံနဲ့အညစ်အကြေးတွေကပ်ဖို့ခက်ခဲပါတယ်။ဒါကြောင့်ကားစီရတာအရန်ကိုလွယ်ကူသက်သာစေပါတယ်။ကဲအခုဆိုရင်ဒီပြိုင်ပွဲဝင်နှစ်ယုံရဲ့အကြောင်းကိုသိသွားပြီဆိုတော့သူတို့နှစ်ခုကိုအထီးကကြတဲ့အချစ်တီပေါ်မူတည်ပြီးဖေးချင်းရင်ပြီးတိုက်လိုက်နှွှင်းရှင်ကြည့်ကြအောင်။ဘသူကဘယ်နေရာမှာအားသာလဲဆိုတာရှင်းရှင်းလင်းလင်းမြင်လာမှာပါ။ဒီဇီယားကိုကြည့်လိုက်တာနဲ့လက်တွေ့ကြတဲ့ကွာချချက်တွေကိုချက်ချင်းမြင်နိုင်ပါတယ်။ PPF ကတက်တန်ပိုရှေခံပေမဲ့ကျွမ်းကျင်ပညာရှင်နဲ့အချိန်ပေးပြီးတက်ဆင်ရတယ်လို့ကုန်ကြစည်ရည်နဲ့အလိုမြင်ပါပါတယ်။ Ceramic coating ကတော့တက်တန်တိုပေမဲ့လောက်ရတာပုံမြန်ပြီးစေနှုံးလည်းပိုသက်သာပါတယ်။အမြင်ပိုင်းမှာလည်းခွာခြားမှုနေရှိပါတယ်။ PPF ကထားရင်အနားစလေဒီကိုတတိထားကြီးမှမြင်နိုင်ပြီးသူကဆေးသားပေါ်ကအသေးစားဖြစ်အနားအစာလေးတွေကိုဖုံးဖြစ်နိုင်ပါတယ်။ ဆရာမီကိုတင်းကတော့ရှင်းဆွဲစေးစားကိုမှန်တစ်ချက်လိုတောင်းပြန်စီပြီးရေဖြစ်တဲ့အတအနာဆဆိုတာလုံးဝမရှိပါဘူးရေမတင်အနေအမှာဆိုရင်တော့ဆရာမီကိုတင်းကအပြတ်သက်အနိုင်ရပါတယ်တီတော့အနစ်ချုပ်ကတော့ရှင်းရှင်းလေးပါပဲမှတ်ထားရမယ့်အရေးကြီးဆုံးအချက်က PPF ဟာရုပ်ပိုင်းဆိုင်ရာကာကွယ်မှုအတုဖြစ်ပြီး ceramic coating ကတော့ဓာတုဆိုင်ရာကာကွယ်မှုနဲ့တုတ်ပြောင်မှုအတုဖြစ်ပါတယ်။ဒါကအကြီးကအကျဆုံးကွာခြားချက်ပါပဲ။ ဒီနိုင်ရှင်မှုတွေအားလုံးကိုကြည့်ပြီးတဲ့နောက်မှာတော့ဘယ်ဟာကိုရွေးချယ်တဲ့နယ်ဆွဲအဖြေကိုရှာကြည့်ကြအောင်အဖြေကရှင်းပါတယ်ကိုယ့်ရဲ့အထီးကဦးစားဖေးကဘာလဲဆိုတာပေါ်မှာပဲမူတည်ပါတယ်ကားရှိပဲချမ်းကိုကြောက်စရခဲ့တီချိမှန်မှာအထီးကစိုးရင်လည်းဆိုရင် PPF ကအကောင်းဆုံးရွေးချယ်မှုပါကားကိုအမြဲတမ်းအယောင်တောက်နေပြီးတန်ရှင်းရလို့ရလွယ်ကူခြင်းနဲ့ဆိုရင်တော့ ceramic coating ကအသင့်တော်ဆုံးပါပဲဖြစ်ပါတယ်တခုတည်းကိုပဲရွေးချယ်စရာမလိုပါဘူး နှစ်ခုလုံးရဲ့အားသာချက်တွေကိုပေါင်းဆက်ပြီးအကောင်းဆုံးအကာအကွယ်ကိုရယူနိုင်တဲ့နည်းလမ်းလည်းရှိပါသေးတယ်။ဒါကတော့အကောင်းဆုံးနဲ့အပြည့်စုံဆုံးအကာအကွယ်ပေးခဲ့နည်းလမ်းပါပဲ။ကြောက်ခဲထိမှန်မှုအများဆုံးချစ်ချက်ကားရှေ့ပိုင်းကို PPF နဲ့ကာကွယ်ပြီးကားတစီလုံးကို ceramic coating ချက်လောင်းလိုက်တဲ့အခါမှာတော့ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုဒဏ်ကိုလည်းခံနိုင်ရှိမယ်။ဓာတုဖိစီးဒဏ်ကိုလည်းကာကွယ်နိုင်မယ်။ဒါဖြင့်ကားကအငြင်းတောက်ပြောင်းပြီးတန့်ရှင်ရလို့ရလွယ်ကူနေမှာပါ။ ခုဆိုရင်တော့ PPF နဲ့ ceramic coating တွေအားသာချက်အားနည်းချက်တွေကိုသိရှိပြီးဖြစ်တဲ့အတွက်ကိုယ့်ရဲ့ကားအထုံးပြုအောင် budget နဲ့ဦးစားပေးချက်တွေပေါ်မူတည်ပြီးဘယ်လိုအကားအကွယ်ပေးမလဲဆိုတာကိုဆုံးဖြတ်နိုင်ပါပြီ။ရုပ်ကိုင်းဆိုင်ရာကားအကွယ်မူလားဒါမှမဟုတ်တောက်ပြောင်မှုနဲ့လွယ်ကူတဲ့ထိန်းသိမ်းမှုလားဒါမှမဟုတ်နှစ်ခုလုံးရဲ့အကောင်းဆုံးပေါင်းစပ်မှုလားရွေးချယ်မှုကတော့ကားပိုင်ရှင်ရဲ့လက်ထဲမှာပဲရှိပါတယ်။